အလုံးမဲမင်္ဂလာပါ The Great Godzilla ထဲရောမှပြန်လဲကြိုဆိုလိုက်ပါရယ်ခုကြည့်ပေးမယ် pick up ပိုင်း reading ကတော့တင်တော့ RS မှာဘာအခက်ခဲတွေကြုံရမလဲဆိုတာကိုကြည့်ပေးမှာဖြစ်ပါရယ်အဲ့တော့ပြီးထားတဲ့ပုံလေးသုံးပုံလေးကနှစ်သက်အပုံလေးတစ်ပုံရွေးချယ်တာပါ ကဲဒါဆိုရင်ဖန်ရွေးလုပ်ပြလာပြီထင်ပါတယ်အဲ့တော့ Facebook ကနေ Terror မင်းမြန်လိုပါက Facebook ရဲ့ search bar မှာ The Great Godzilla Terror လို့ရိုက်ရှာလိုက်လို့ချင်း page ကိုလွယ်တကူရှာတွေ့နိုင်မှာဖြစ်ပါတယ် page messenger ကနေလည်းလာမင်းမြန်လို့ရတယ်လို့ video တိုင်းမှာ Viber Telegram WhatsApp ဖုန်းနံပါတ်တွေလည်းထည့်ပေးထားပါတယ် YouTube ကနေ reading တွေကိုပုံမှန်ကြည့်ရှုနေတဲ့ဆိုရင် YouTube channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော် YouTube video တိုင်းအောက်မှာလည်း Facebook page link ကို Viber Telegram WhatsApp ဖုန်းနံပါတ်ထည့်ပေးထားပါတယ်ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ဖိုင်ဝမ်းလေးတွေ့ ထိုင်ဝမ်လေးတွင်တင်တို့ RS မှာဘာအခက်ခဲတွေကြုံရမလဲ tomato sauce အာငါးကပ်ပြည့်ပြီနော်ငါးကပ်ပြည့်ပြီဒါမဲ့ဖိုင်ဝမ်ကိုရိတာဘာဖြစ်လို့လဲမသိနောက်တစ်ကပ်ဆွဲချင်နေတယ်နော်ဆွဲချင်နေစိတ်ဖြစ်တယ်ဆိုတော့ဆွဲလိုက်မယ်ဘာလို့ဆိုတာကကိုယ့်ရဲ့အတွင်းစိတ်ကထုံဆော်တာဖြစ်တဲ့အတွက် four ones seven suits အဲ့တော့သင်တို့ RS မှာပေါ့နော်ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲဆိုတော့ phi 1မှာတော့အခက်အခဲကတော်တော်များတယ်လို့ပြောလို့ရတယ်ဒီလားအခက်အခဲတော်တော်များတယ်အဲ့တော့အဲ့ဒီအခက်အခဲများတဲ့အထဲမှာပထမဆုံးတရခံကကိုယ့်ရဲ့ partner တစ်ဖက်လူပေါ့နော်တစ်ဖက်လူကိုယ်တိုင်လည်းဖြစ်တယ် တင်လားတဖက်လူကိုယ်တိုင်လည်းဖြစ်တယ်ဆိုတော့တင်းရသူ့ကိုလေအတိတိကျကျပုံစံတစ်ခုခုနဲ့ပေါ့နော် ပုံစံတစ်မျိုးမျိုးဖြစ်အောင်လို့ light out လို့သိမ့်မရအောင်တော်နေနေလေးဆိုးတဲ့အထဲမှာပါတယ်ဆိုးတဲ့အခါကျတော့သူ့ကိုတိတ်ပြီးအုပ်လို့မရဘူးကိုလိုချင်တဲ့ပုံစံမျိုးတိတ်ပြီးတောင်းဆိုလို့မရအောင်သူကတော့ကိုယ့်ကို သူ့လိုချင်တဲ့ပုံစံမျိုးလုပ်ချင်တယ်လို့လေလုပ်မှာပေါ့နော်သူလုပ်ချင်တယ်လို့လုပ်လိုက် အပြီးတော့တောင်းမှန်လဲတောင်းမှန်မယ်မတောင်းမှန်လဲမတောင်းမှန်ကယ်ရီဒီခနရှင်မှာတင်တာတီးမခံနိုင်ဘူးဆိုရင်တင်မထွက်သွားရဲ့ထွက်သွားတဲ့သူဖြစ်ပြီးတော့ဗောနော် break up ဖြစ်တတ်တယ်ဒါမှဒီမှာတော့ break up ဖြစ်ဖို့အခြေအနေတွေကမပြထားပါဘူးတင်တော်တော်လေးတီးခံမဲ့ပုံစံမျိုးပြထားတယ်ဒါမှရီဒါထင်တယ်သိလားရီဒါအားကြောင့်မို့ပြောတာဒီနောက်ဆုံးတကက်ကိုဆွဲကျင်နေတယ်ဆိုတော့ထင်တဲ့အတိုင်းပဲဘာဖြစ်လို့လဲဆိုတော့ final goal ဒီကတ်၅ကတ်ဆိုရင် final goal မရောက်သေးတယ်လို့မျိုးခံစားလို့နောက်တစ်ကတ်ဆွဲလိုက်တာ final result ကကောင်းတယ်ဒါပေမဲ့တင်ရော်တော့ဒုက္ခခံရနေမယ်ဒီခဏရှင်ပါနော်အများကြီးအများကြီးတင့်ကိုနာကျင်မှုတွေပေးနိုင်တယ်တစ်ဖက်လူတော်တော်လေးဆိုးတယ်တော်လေးဆိုးနေမယ်နော်သူလှုပ်ချင်ရလေးလှုပ်လိုက်မလှုပ်တော့ပါဘူးပြောလိုက်နော်ပြီးရင်ထပ်လှုပ်လိုက် ခွေးမိကောက်ကြည့်ကြဆိုပါနော် ဲ့ဒါမေးကြီးလှုပ်လိမ့်မယ်တစ်ဖက်လူပါလေအရီဒါရှိမှာ terror မေးတဲ့အမတယောက်ဆိုပြောတယ်သူ့ရဲ့ဒီ YouTube ကနေ reading ကြည့်ပြီးတော့လာမိတာပေါ့နော်သူ့ရဲ့ partner ကတဲ့အဲသူနဲ့စကားပြောပြီးရတဲ့အခါကျရင်ပေါ့နော်ဟိုဘက်ရက်ွက်မှာလဖိတ်ဆိုင်တော့ထိုင်နေထိုင်နေခါကြလို့ရှိရင်ဒီ co relationship နဲ့ ကြားပေါ့နော်စကားတွေကိုအဲ့ဒီရက်ကွက်မှာ तू ကဖောက်တယ်ချခဲ့တယ်လို့ဖြစ်တာပေါ့နော်နှစ်ပိစံတော့ထိုင်နေအခါပြော ပြောတယ်တဲ့ပြောတဲ့အခါကျတော့တကယ်တော့ relationship တစ်ခုမှာကတစ်ဖက်လူနဲ့တစ်ဖက်လူနဲ့ပြောတဲ့စကားတွေကဒီလူနှစ်ယောက်ပဲသိရမှာဒီလူနှစ်ယောက်ရဲ့အဝင်းဝိုင်းထက်ကြော်ပြီးတော့ထွက်မသွားဘူးအဲ့ညာတွေကအများကြီးလက်ရှိမှာပဲဖြစ်စေနာကကိုယ့်ရဲ့ပေါ့နော်ဒီ relationship ကြားတဲ့ဦး အန္တရာယ်ကိုခေါ်သွင်းတယ်လို့မျိုးဖြစ်တယ်။ဘာလို့လဲဆိုတော့လူတွေကတယောက်နဲ့တယောက်ချစ်နေကြပြီးတော့ relationship တခုပြအစိုးဆုံးကအဲစီးပွားရေးစီးပွားရေးဘာညာထပ်ပေါ့နော် relationship မှာပြဿနာအများဆုံးပါ reader ကြည့်တာ။လူမှုရေးတို့လောကကြီးမှာလေလူမှုရေးတို့စီးပွားရေးတို့ထပ်ဆိုင်အဲ relationship တခုဆိုရင်အဲ့မြန်မာနိုင်ငံမှာအကြောင်းလည်းဖြစ်လည်းဖြစ်မှာပါနော်ဒါမဲ့လို့လဲဟို ိုတချင်းရရဆိုလဲမှာမဟုတ်နော်လောကယူအချင်းနဲ့ဖွဲ့စည်းထားဆိုတော့လောကယူပတ်စံနဲ့လည်းဖွဲ့စည်းထားမှာမဟုတ်ဘူး။ဘာနဲ့မှဖွဲ့စည်းထားမှာမဟုတ်အချင်းနဲ့ပဲဖွဲ့စည်းထားလူတွေကတချို့ဆိုရှယ်မီဒီယာမှာပေါ့နော်အချင်းမရှိတဲ့လူမျိုးဟန်ဆောင်ပြနေရဆိုတာလာကပြောတာ။အဲ့လိုမျိုးအခုပဲဥမာကိုကိုနဲ့ပေါ့နော်နှိုင်းရှင်ပြီးတော့တတိထားကြည့်လိုက်အချင်းမရှိလို့ရှင်ဘာမှအတိတ်ပြမရှိတော့လောကကြီးကအဲ့လိုပုံစံမျိုးဖြစ်နေလူတွေကလေကြည့်ကြည့်လိုက် ချို့ဆိုအချိန်မှအဆင်ပြေလို့ရှိရင်ကျန်တာရင်အားလုံးအဆင်ပြေသွားတယ်။ဘာလို့လဲဆို energy ကောင်းနေရပါဘောနော်။ဆိုတော့အဲမထဲရောမိတဲ့အမတယောက်ဆိုလို့မျိုးပြောရပါဘောနော်။သူ့ရဲ့ partner ကအလိုဘက်ရက်ကွက်မှာတွားထိုင်ရင်လပိဆိုင်ထိုင်ရင်ပြန်ဖောက်တဲ့ချခဲ့တယ်လို့ဖြစ်တာပေါ့။ဆိုတော့ဒါဒီကမှားတယ်လीနော်။အရန်ကောင်းတဲ့ကိုလူကိုရထားပေါ့အမှန်တော့ကို relationship ကို RS ဆိုတာကိုလူပဲလေကိုလူဆိုတာကိုလူဆိုကြတဲ့ကကိုဘက်မှာပဲရှိရမှာ ပြောစရာရှိရင်လည်းကိုယ်နဲ့ပဲပြောရမှာသူများတော့ပြောစရာအကြောင်းမရှိဘူးသူများကိုပြောလိုက်တယ်ဆိုတော့သူသစ္စာဖောက်လိုက်တာပဲနော်အဲ့လိုပုံစံမျိုးပဲအဲ့တော့ဖိုင်ဝမ်းမှာလည်းအဲ့လိုပဲကိုယ့်ရဲ့အဲတဖက်လူကိုယ်တိုင်ကိုကပေါ့နော်အဲ့မျိုးတွေလောက်တတ်တယ်အဲ့လိုတွေလောက်တတ်တယ်အဲ့လိုလောက်တတ်တယ်ဆိုတော့ဖိုင်ဝမ်းကတော့ဒီခန္ဓာရှင်မှာနည်းနည်းတော့စိတ်ဒုက္ခရောက်လိမ့်မယ်ရိတာမြင်ရတယ် နောက်တစ်ခုပါလဲဆိုလို့ရှိရင်ဖိုင်ဝမ်းက problem ပုံများတယ်ဒီလား problem တော်တော်ဆုံးတယ်လို့ပြောလို့ရတယ်မိသားစုနဲ့ပတ်သက်တဲ့ပြဿနာလည်းလာအောင်သူနဲ့ကိုနဲ့ရဲ့ခန္ဓာရှင်ကိုတိတဲ့ကိုယ့်ဘက်မိသားစုပဲဖြစ်စေသူ့ဘက်မိသားစုပဲဖြစ်စေပေါ့နော်ဒီနေ့ရောက်ကိုအစ်မပြေစေခြင်းမူ marriage partner မဖြစ်စေခြင်းမူဆိုတဲ့အခါကျတော့ဒီနေ့ရောက်ကနည်းနည်းလေး ်တယောက်နဲ့တယောက်သဘောကျနိုင်မယ်လို့ထင်လိုက်တာနဲ့တခါတည်းမိသားစုဝင်တဦးဦးတိခဲ့တော့ဖြတ်ဖို့အတွက်အစဉ်သင့်ဖြစ်နေတာပေါ့နော်အလိမ္မာတွေနဲ့စကားပြည့်ရတွေတုံးပြီးတော့တယောက်နဲ့တယောက်အထင်လွဲအောင် လုပ်တာမျိုးတွေအလိမ္မာနဲ့ခွဲဖို့ကြိုးစားတာမျိုးတွေလုပ်တယ်လုပ်တယ်လုပ်လိမ့်မယ်အမိသားစုပြဿနာလည်းပါပြန်ပြီ။သူလည်းအဲ့လိုမျိုးပဲမိသားစုပြဿနာ သူကိုယ်တိုင်နံပါတ်1ပေါ့နော်ဒီ relationship မှာကြုံရမဲ့အခက်အခဲတွေကသူကိုယ်တိုင်ရောနောက်တစ်ခုမိသားစုဝင်ရောနောက်တစ်ချက်ထပ်ပြော အပေါင်းအသင်းလည်းမကောင်းဆွေမျိုးတွေအပေါင်းအသင်းတွေလည်းမကောင်းပေါ့နော်သူနဲ့ကိုယ်နဲ့အချင်းတွေဘလို့ဖြစ်နေပြီလဲအများအားကြည့်ပြီးသူတို့အတင်းတုံနေတယ်တိုက်ခိုက်နေမယ်မကောင်းတဲ့ဘက်ကနေပြီးတော့ဒီလူနဲ့ဒီလူနဲ့မပေါင်းစုံအောင် ဖိုလိုတွေပြောဒီလိုတွေပြောပြောလိမ့်မယ်။ပေါင်းသင်းတွေကလည်းအဲ့လိုမျိုးသူဆရာကြီးဝင်လုပ်နေမယ်ပေါ့နော်။တကယ်ကြတော့ तू ကနေုံဒီလိုမဟုတ်ဘူး။နေရသူ့ကိုဒီလိုမဟုတ်ဘူး။နေရတာဒီလိုထင်နေတာအဒါမျိုးတွေဒါမျိုးတွေနော်။မဆရာကြီးဝင်လုပ်နေမယ်လို့ပြထားတာ။ပြီးတော့ဝင်ပြီးတော့တိုက်ခိုက်တာတွေရော။ဟွန်းဖိုင်ဝမ်းရဲ့ဘัวကလည်း ။နောက်ပြီးတော့နှစ်ယောက်ကြားမှာရှိတဲ့ချစ်ချင်းမေတ္တာကိုသူစီကချစ်ချင်းမေတ္တာကိုကိုယ်စီမရောက်လာအောင်လို့အချိုတက်ပြီးတော့ကြားကနေပေါ့နော်။ကိုကိုပေးကိုကိုပေါ်မှာထားတဲ့စိတ်ကိုကြားကနေပြီးတော့ဖြတ်ယူခြင်းနဲ့သူလည်းပေါ်လိမ့်မယ်။ဒါပဲမဲတယ်တိလား။တဖက်လူကိုတော့မချီကျူးပါအောင်နော်ဘသူ့ကိုချီကျူးရမလဲဆိုတော့ဖိုင်ဝမ်းကိုပဲချီကျူးရတော့မယ်ဖိုင်ဝမ်းနေအရန်တော်တာပဲတဲ့ အရန်ကြီးကိုတောင့်ခံနိုင်လွန်းတယ်ဒီခဏရှင်မှာဘာတွေပဲလတ်လားညာအစင်း30ပဲပြည့်ပြည့်စစ်တီတော့900နဲ့ပဲဒီလူနဲ့ဝေးကွာအောင်တိုက်တိုက်ဘလူတွေပဲလှုပ်လို့ဖိုင်ဝမ်ရန်ကြီးတာမှာလွန်းတယ်ဖိုင်ဝမ်ကိုလူကိုလုံးဝမလွတ်ချောက်အဲ့ဒါကိုဖိုင်ဝမ်ဒီခဏရှင်တလျှောက်လုံးမှာဂျားတွေကအနောက်ရှက်တွေကို ထမိန်လန့်ပြီးတော့တုတ်တာမျိုးရံဖြစ်ပြီးတော့ဒီခဏရှင်ကိုတိဆောက်သွားတာမဟုတ်ဖဲနဲ့အချစ်မြတ်တာလေးတစ်ခုနဲ့ပေါ့နော်အယမ်းကိုလှပပြီးတော့နူးညံ့တဲ့နှလုံးသားလေးတစ်စုံနဲ့ခီးဆက်သွားတာဖိုင်ဝါနိတပတ်လူကစိတ်ဆိုးလို့ရံလုံးလေးပစီကြားရရနေဆရာဆရာကြီးတွေဝင်လို့တဲ့သူတွေပဲရှိစီ ဖိုင်ဝမ်းကဘာနဲ့တွားလိုက်တာလဲဆိုတော့လေကိုယ့်ရဲ့ final goal ကိုရောက်ဖို့အတွက်မေတ္တာတရားနဲ့တွားလိုက်တာမျိုးတွေ့ရတယ်ကိုယ့်ရဲ့အယမ်းကိုလှပတယ်မြင့်မြတ်တယ်ပေါ့နော်ချစ်ချင်းမေတ္တာဆိုတဲ့အရာကြီးနဲ့ကိုလူကိုလက်မလုပ်ဖဲနဲ့ခီးဆုံးတဲ့အထိရှောက်လိုက်တယ် ဒါကြောင့်မလို့နောက်ဆုံးမှာပါဖြစ်သွားလဲဆိုတော့အောင်ဝဲခံသွားတယ်။ဖိုင်ဝမ်းကလေအောင်ဝဲခံသွားတယ်။ခုဘက်တိုင်းပြည်မှာရှိတဲ့နန်းတော်ကိုသွားသိမ့်ရတယ်လို့ပဲနော်။အခြေကြီးကလည်းစစ်ပွဲတရားပဲမလွယ်ဘူးအခြေတပွဲစစ်ပွဲတရားဖြစ်နေဖိုင်ဝမ်းတော့ကတော့စိတ်ကြီးလည်းညစ်ပါမညစ်ပါနဲ့နော်။အဲ့တော့ကိုလူနာကိုအဆင်ပြေခြင်းနဲ့ဆိုရင်တော့ တဲရောကပြောသလိုမျိုးပေါ့နော်အယန်းကိုနူးညံ့လှပတဲ့တင့်ရဲ့နှလုံးသားကိုဘသူ့ကိုမှချနှင်းခွင့်မပေးပါနဲ့နင်းချေပြစ်လိုက်တာမျိုးမဟုတ်ဘဲနဲ့အဲ့လှပတဲ့နှလုံးသားကနေပဲတလက်လက်တောက်ပတဲ့ရွှေရောင်အစင်းတွေရှိတဲ့ချစ်ချင်းမေတ္တာတွေကိုရွှေမုံတွေကျဲတယ်လို့မျိုးကျဲပြလိုက်ပါဒါဆိုရင် final မှာနောက်ဆုံးဆံမှုပဲမှာ အောင်မြင်တဲ့သူကတင်မဲဖြစ်လဲဖြစ်တယ်လို့ဖိုင်ဝမ်းမှာပြထားတယ်အဲ့တော့ဖိုင်နယ်ကိုးမှာအောင်မြင်မှုရသွားတယ်လို့မြင်ရပါတယ်ဖိုင်ဝမ်းရဲ့ relationship ကြာနေရလဲတော်တော်လေးကိုရှုပ်ထွေးအောင်မယ်နော်ဒါဆိုရင်ဒီပုံလေးကိုရေးထားတယ်ဖိုင်ထူးလေးတွေကဲဖိုင်ထူးလေးတွေဖိုင်ဝမ်းလောက်ကံမဆိုးပါစေနဲ့ Mm. ိုင်ထူးနဲ့တဖက်လူနဲ့ခြားထဲမှာကပါရီဖြစ်ပါရီဖြစ်တယ်လဲဆိုအစပေါ့နော်အခုဒီလူနဲ့ပတ်သက်ပြီး relationship မှာဟိုါပေါ့အဆုံးမဟုတ်ဘဲနဲ့အစလောက်သွားနေရသူတွေရှိလားဒါနဲ့အစပိုင်းလိုပဲတွေ့ရပေါ့နော်အများဆုံးကိုယ့်ရဲ့ relationship ကြာနေရအစပိုင်းလောက်ပေါ့ ချိုးစဲ၃ပုံ၃ပုံလောက်ပေါ့နော်အဲ့လောက်ပဲမာနှလုံးသားလေးတော့နည်းနည်းလေးပင်ပန်းရနိုင်မယ်ပင်ပန်းတာမဟုတ်ဘူးနှလုံးသားကွဲကြည့်တဲ့ပုံစံမျိုးလေးပေါ့ဘာလို့လဲဆိုတော့တင်တင့်ကိုပေါ့နော်တစ်ဖက်လူကဒီ relationship ရဲ့အစမှာတချို့တွေကပြော relationship ရဲ့အစမှာဆိုရင်နဲ့အရန်ကိုတာယာနေတဲ့အချိန်ပေါ့နော်လို့ပြောတယ်မှန်တယ်ဟိုချို့တော့ relationship တွေပေါ့နော် ဆဆချင်းမှာအရန်တာရတယ်အရန်ကိုတာရဖြောင်ဖြူးပြီးတော့ခါတယ်တယောက်နဲ့တယောက်ကြည်နူးပြီးတော့မတွေ့ရမနေနိုင်သတိမရမနေနိုင်ပေါ့နော်စသဖြင့်အဲ့လိုမျိုး relationship တွေရှိတယ်နောက်ပိုင်းကျတော့အဂျာနီရဲ့အလဲလောက်ရောက်တော့စင်မပြေတော့ဘူးနောက်ဆုံးလဲကြောင်းကွဲသွားတယ်ဆိုတော့ relationship တွေရှိတယ်ဒါပေမဲ့ဒီမှာကထူးဆန်းတာကဘာနဲ့ဆမလဲဆိုတော့တဲ့ အသေးကွဲချင်းနဲ့စတတ်တယ်နော်ဒီ relationship ကြာနေမှာဘာကြောင့်မှမသိဘူးအသေးကွဲရဲဆိုတာဥမာ तू က x နဲ့မပြတ်သေးလို့လား x ကိုစိတ်ရှိသေးလို့လားတော့ရယ်လို့တော့မဟုတ်ဘူးဘယ်လိုပဲဖြစ်ဖြစ် तू ဖြစ်စေကိုဖြစ်စေပေါ့နော်တယောက်ယောက်ကဖြစ်စေအသေးကွဲနေတတ်သေးတယ်ဒီလား relationship ရဲ့အစမှာအဲ့တော့အဲ့လိုအသေးကွဲနေတဲ့ခံစားချက်မျိုးကြီးဖြစ်နေတဲ့အတွက်ကြောင့်တစ်ဖက်လူကတင့်ကို မချစ်ဘူးလို့ပေါ့နော်တင်မကနေထင်နဲ့ထင်ရလောက်တဲ့ခံစားချက်တွေဖြစ်လိမ့်မယ်ငါတော့နော်တင်ရဟိုဖိုင်ထူးကကြတော့တစ်ဖက်လူပေါ်မှာမိဘလိုမျိုးပေါ့နော်အုပ်ချုပ်ပေးတယ်ပြုပြင်ပေးတယ်နစ်နာခံပေးတယ်စာပြင်အဲ့လိုပိုင်းနဲ့ဖိုင်ထူးကတစ်ဖက်လူကိုဂျာနီအစကတည်းကအဲ့လိုသွားလိမ့်မယ်ဒါမဲ့လို့တစ်ဖက်လူကအဲ့ဒီအချိန်မှာတော့ကိုအရန် သူ့ပေါ်မှာပေါ့နော်အဲ့လိုကောင်းပေးနေတဲ့အချိန်မှာတော့ကဖြည့်ဆည်းပေးနေတဲ့တက်မှတ်ပေးနေတဲ့အချိန်မှာတော့ကသူကကိုဟိုချစ်လားမချစ်လားမသိဘူးပေါ့နော်ပြောမယ်ဆိုရင် relationship ထားလိုက်တယ်ဆိုလို့ရှိရင်လည်းထားလိုက်လို့ဒါကိုလူဟိုကိုလူရဲ့လူဖြစ်သွားလို့ပေါ့နော်နာမည်တစ်လုံးဖြစ်သွားလို့ view site ပေးတယ်ဆိုရယ်ပုံစံတော့ပဲဒါပေမဲ့ဟိုတစ်ဖက်လူကနည်းနည်းဆိုးတာပေါ့နော်အဲ့တော့ဖိုင်1မှာတော့လည်းဆိုးတယ်လို့ပြောတာဒါပေမဲ့ဒီမှာကျတော့ဆိုးတာကြတော့မဟုတ် ဘလို့ဆိုးတာလဲဆိုကွာဒီလားဟိုလိုဟိုလိုဆိုးနှီးမျိုးမဟုတ်ဘူးဆိုးနှီးတမျိုးကဘလို့လဲဆိုရင်ကို့ဘောနော်သူကဟိုသူ့ကိုသူမသိသေးတာနော်တိတ်နာမလဲသေးဘူးဘောနော်ကိုနဲ့သူနဲ့ကြားခေါနဲ့ရှင်ဟိုတကယ်အာငါဒီလူကိုတကယ်ချစ်ရလားမချစ်ဘူးလားဆိုတဲ့ဒွိဟာတွေကြားထဲမှာเนาะ तू မဆုံးဖြတ်တတ်သေးဘူးဒီလိုပဲပြောမယ်ဆိုလို့ရှိရင်ချို့ပြောမယ်ဆိုရင်ဟို ကြလာမကြလာမသိဘူးယူလိုက်တဲ့ဟိုမိဘပေးစားလို့ယူလိုက်တဲ့အိမ်တော်ရေးတွေတို့ဘာလို့ရှိတယ်မလားအဲ့အိတ်သဘောတရားမျိုးအဲလက်မှတ်ထိုးလိုက်တယ်မင်္ဂလာဆောင်လိုက်လို့သူနဲ့ကိုနဲ့ကအိမ်တော်ဘက်ဖြစ်သွားတယ်အဲဒါမဲ့လို့အိမ်တော်ရေးအစမှချစ်ရမှမသိသေးဘူးနော်တယောက်တယောက်ချစ်မှမချစ်မှလည်းမသိသေးဘူးဆိုတော့ပုံစံမျိုးမှာဖိုင်တူဘက်ကနည်းနည်းနာကျင်ရနိုင်ချေရှိတယ်ဒါမှဖိုင်တူကတော့ပေါ့နော်ဒါသူပြောင်းလဲလာမယ်ဆိုရယ်စိတ်နဲ့နာနာကြီးနဲ့ရည်နေတဲ့ရည်နေလိမ့်မယ် เนาะအဲ့လိုပုံစံမျိုးလေးတွေ့ရတယ်။နာနာကြီးနဲ့ရှင်နေလိုက်မယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်။အဲ့ဒါဆိုရင်အဲ့လိုမျိုးလေးပေါ့နော်။အဲ့လိုမျိုးနာနာကြီးနဲ့ရှင်နေတယ်ဒါပေမဲ့လို့ကိုတီဖိုင်ထူကတစ်ဖက်လူကိုဆွန့်ခွာမသွားဘူး။တစ်ဖက်လူကလည်းပေါ့နော်သူကိုယ်ချလားမချလားတေးချာချာမပြောတတ်ပင်မဲ့လို့သူလည်းဆွန့်ခွာမသွားဘူး။ အဲ့လိုပုံစံမျိုးလေးနှစ်ယောက်စလုံးတယောက်ကိုတယောက်တော့လက်မလုပ်ဘူးဒါမဲ့လို့ဘလို့လဲတော့မသိဘူးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးလေးဖြစ်နေတဲ့အခါကျတော့စိတ်ထဲမှာတခုလိုနေတယ်လို့ခံစားရတော့ဖိုင်တုဘက်ကနေပြီးတော့နည်းနည်းခံစားရနိုင်ချေရှိတယ်ပေါ့နော်ဒါလည်းအစပိုင်းပဲရည်ရည်မဟုတ်ဘူးအစပိုင်းပဲဒါပေမဲ့နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ဘာဖြစ်လာလဲဆိုတော့ဖိုင်တုရဲ့ အဲဒီ relationship အစမှာတော့အနစ်နာခံမှုတွေပိဆက်မှုတွေနားလည်ပေးမှုတွေအပြုပြင်ပေးမှုတွေဒါတွေရပေါ့နော်ဟိုတဖြည်းဖြည်းတဖြည်းဖြည်းချင်းပေါ့နော် ကိုစိုက်ပြိုးတဲ့ဥစ္စာကတကန့်ချင်းတကန့်ချင်းတကန့်ချင်းရိတ်သိမ်းပြီးတော့စားသုံးလာရတယ်အဲ့လိုဖြစ်နေမယ်နောက်ဆိုလို့ရှိရင်ဘလူတောင်ဖြစ်လဲဆိုလို့ရှိရင်သူကပေါ့နော် ဟိုကို့အတွက်အပစ္စည်းလေးတွေစဉ်းစားလာတတ်တယ်ဝယ်လာတတ်တယ်။နောက်ဒီပတ်စံနေပါဆိုလို့ရှိရင်လည်းရှာဖွေခြင်းလာတယ်။အမ်တဏှာရလာလို့ရှိရင်လည်းကို့အတွက်ခြံထားပြီးတော့ယူလာတတ်တယ်။နောက်ပြီးတော့နောက်ကြတော့သူဘလို့ဖြစ်လဲဆိုတော့တရက်တလေပေါ့နော်ဖိုင်သူဘက်ကကိစ္စရှိလို့ပြင်နေပါသေးတယ်ဆိုရင်တော့ဖိုင်သူမရှိရင်သူမနေတတ်တော့အဲ့လိုဖြစ်လာတယ် ဒါဒီ relationship ကအစမှာကြုံရတာကခုနလိုမျိုးနော်တဲခွဲတာလေးနဲ့စမယ်လို့ပြောထားတော့အခက်ခဲရတော့အဲ့ဒါပေါ့ဆက်ဆချင်းမှာမတိသေးဘူးမတိသေးဘဲနဲ့နောက်ကျတော့ဘာဖြစ်လာလဲဆိုတော့တယောက်နဲ့တယောက်လွမ်းလာတယ်မတွေ့ရရင်မနေနိုင်ဘူးအာဆွေတော်ဖြစ်သွားပါဘောနော်နှစ်လွာတရွက်ဆွေတော်ဖြစ်သွားတယ်သူကလည်းကိုမရှိရင်မနေတတ်ဘူးကိုကလည်းသူမရှိရင်မနေတတ်ဘူးအဲ့လိုမျိုးဖြစ်လာတယ်အဲ့တော့ တနေရာကိုသွားမယ်ဆိုလို့ရှိရင်လည်းသူကလည်းဟိုစိတ်မဖြောင့်ဘူးနောက်ချောင်းကိုပြန်ကြည့်လိုက်ကြည့်လိုက်နဲ့ကိုကလည်းတနေရာကိုသွားမယ်ဆိုလို့ရှိရင်စိတ်မဖြောင့်ဘူးသူ့ကိုပြန်ကြည့်လိုက်ကြည့်လိုက်နဲ့အာနှစ်ယောက်စလုံးကပေါ့နော်ကိုကလည်းအဲတာသမီဆိုရဲခလေးလေးမွေးထားတယ်လို့ပဲအဲသူကလည်းတာသမီဆိုရဲခလေးလေးမွေးထားလို့ဘယ်ဦးမှပေါ့နော်စိတ်ဖြမြောက်နဲ့မသွားမသွားနိုင်တဲ့အခြေအနေမျိုးလေးတွေဖြစ်လာတယ်။နောက်ဆုံးညတော့ဘယ်လိုဖြစ်လဲဆိုရင် ဟိုတယောက်နဲ့တယောက်ပေါ့နော်ပို့ပြီးတော့ဦးစားပေးတတ်လာတယ်အဲ့တော့တစ်ဖက်လူကဖိုင်ထူးကိုအဲဦးစားပေးတတ်လာတယ်တိတတ်လာတယ်နေရာတကာမှာအဲဖိုင်ထူးကိုဆွဲခေါ်လာတယ်နော်အတူတူပြောွက်ရှုံွဲတွေဆင်နွှဲတယ်ဆိုရပုံစံမျိုးလေးတွေနောက်ပိုင်းကျတော့ဖြစ်သွားတယ်ဆိုရခါကျတော့အစပိုင်းမှာသူကဗာနဲ့စလဲဆိုတော့ဖိုင်ထူးအဲ့အတွက်ဟိုနည်းနည်းခံစားရမယ်ပေါ့နော်အဲ့လို live နဲ့စပေးထားပါတယ် ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ file 3လေးတွေဖိုင်3 ာလဲ reader နောက်တစ်ခက်လောက်ထပ်ဆွဲကြည့်နော်ဘာလို့လဲတော့မသိဘူး the impressed တော့သိရနောက်တစ်ခက်ဆွဲလိုက်လို့ the star တဲ့ဖိုင်တရီမှာကဖိုင်တရီနဲ့တစ်ဖက်လုံးနဲ့ကြားထဲမှာနော်ကြုံရနိုင်တဲ့အခက်ခဲရပါလဲဆိုတော့အထင်မြင်လွဲမှမှုအဲ့ဒါ main point ပဲ တယောက်ရဲ့စိတ်ကိုတယောက်နားမလဲဘူးတယောက်ရဲ့ဘဝဖြစ်စဉ်ဒီကတော့သူ့ရဲ့ဖြစ်စဉ်တော့မဟုတ်တော့ပါဘူးเนาะဖိုင်3ရဲ့ဒါကိုယ့်ရဲ့ပေါ့เนาะပြောမယ်ဆိုလို့ရှင်ငယ်တင်တော်ကြီးကနေစပြီးတော့ကြီးလာတဲ့အခါဘာတွေလုပ်တယ်ဘလိုမျိုးညာလိုမျိုးဆိုတော့ကိုယ့်ရဲ့ပေါ့เนาะ lifestyle နေကိုသူ့အနေနဲ့အထင်လွဲဖို့အကြောင်းတရားတွေရှိတတ်တယ်အဲ့ဒါမျိုးလေးတွေ့ရတယ် ဥမာဆိုလိုတာကသဘောပေါက်မှာပါเนาะအကယ်၍ find three က sexy မကြောက်ဘူးဒါပေမဲ့တစ်ဖက်လူကကြတော့ sexy ကြတာကိုမကြိုက်ဘူးမကြိုက်ပြင်မဲ့ find three ကို sexy ကြတယ်လို့ထင်ကောင်းထင်မယ်ဒီလိုမျိုးလေးပေါ့เนาะအထင်အဲ့လိုမျိုးလေးတွေအထင်လွဲတတ်တယ်သိလားဒါမျိုးလေးတွေတွေ့ရတယ်အာ find three ကတစ်ခုလှုပ်လိုက်တယ်ဆိုလို့ရှိရင်အဲ့လှုပ်လိုက်တဲ့တစ်ခုခုကဟို သူ့အနေနဲ့ခုနလိုမျိုးပေါ့နော်။ तू မကြိုက်တဲ့ပုံစံမျိုးဖြစ်နေတယ်လို့ तू ကထင်တယ်ပေါ့နော်။ဥမာ Foundry အဲ့ तू မကြိုက်တဲ့ဟာတခုကို Foundry ကမလုပ်ဘူး။ဒါပေမဲ့ तू ဘက်ကနေလုပ်တယ်။အဲ့ तू ကအဲ့လိုထင်တာမျိုး။အထင်လွဲဖို့ရှိတယ်။အဲ့တော့ဒီမှာကတော့အသေးကွဲတာတော့ Foundry မဟုတ်ဘူး။ Foundry ရဲ့တစ်ဖက်လူပါလေ။တစ်ဖက်လူတော်တော်လေးအသေးကွဲဖို့ရှိတယ်။ပြန်အောင်ကုန်းထားဖို့မလွယ်လောက်အောင်ပေါ့နော်။စိတ်ဓာတ်တွေဂျုံဂျုံချကြပြီးတော့သူခန္ဓာကိုယ်မှာရှိရသူ့ရဲ့စိတ်အင်အားသူ့ရဲ့ဘက်ထရီရလေ တရားကိုင်းလုံးလုံးဝလုံးဝလုံးဝหนีပြီးတော့လေအာကုံသွားသိလားအာကုံသွားပြီးတော့သူကဘာဖြစ်လဲဆိုတော့အဲဒီခဏရှင်မှာကြုံရနိုင်တာဖိုင်သရီကိုသူကဆွန့်လွတ်ဖို့ကြိုးစားလိမ့်မယ်အဲ့ဆုံးဖြတ်ချက်ကလည်းသူလော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 နဲ့ဆုံးဖြတ်လိုက်တာလေ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 ာနဲ့ပေါ့နော်ဟောဆုံးဖြတ်လိုက်တာဒါမှနောက်ပိုင်းကျတော့မှသူ့ရဲ့ဆုံးဖြတ်ချက်မှားသွားတယ်ဆိုတာကို နောက်မှသိလာမှာအဲ့လိုပုံစံမျိုး အဲ့လိုပုံစံမျိုးရှိတယ်ဒါဖိုင်တရီရဲ့တစ်ဖက်လူကအဲ့လိုအထင်လွဲတာကလွဲရင်ရှင်ထဲမှာဖိုင်3ရဲ့အတွက်ပေါ့နော်စစ်မှန်တဲ့ချက်ချင်းမြတ်တာရှိရယ်နောက်တစ်ခုဘယ်လိုမျိုးလဲဆိုတော့ဖိုင်3ကိုဘယင်ပဲဖြစ်ဖြစ်ဘယင်မှာပဲဖြစ်ပေါ့နော်ဖိုင်3ကကြားဖြစ်စေမဖြစ်စေ အော်ဒီဂုံဒရတ်တွေငွေကြေးတွေပစ္စည်းတွေနဲ့ပေါ့နော်ပြည့်ပြည့်စုံစုံပေါ့နော်ခဏခဏနာသူအထားခြင်းနဲ့စိတ်ရှိသူကြိုးလဲကြိုးစားပေးလိမ့်မယ်ထားလဲထားပေးလိမ့်မယ်နော်ဘင်းနန်းတော်မှာပွဲတော်တရားတယ်လို့မျိုးပေါ့နော်အဲ့တော့သူနဲ့သာ relationship ဖြစ်တယ်ဆိုရင် find three နေနဲ့ငတ်ပြတ်နေရဆိုတာမရှိဘူးအဲ့အဲ့လိုမျိုးပေါ့အော် ပဇန်ရှိသည်ဒါကတော့ပဇန်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဟိုကိုယ့်ရဲ့ partner ပေါ်မှာလှုပ်ပေးခြင်းစိတ်ပေါ့နော်လှုပ်ပေးခြင်းစိတ်အပြည့်အဝရှိရတဲ့သူတွေရှိတယ်။အဲ့တော့အကောင်စားတွေကိုမှဝယ်ပေးတဲ့အကောင်စားတွေအလှဆုံးထားတဲ့အကောင်စားပစ္စည်းတွေကိုဝယ်ပေးတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးနဲ့ကြုံရလိမ့်မယ်နော် finery ရဲ့တစ်ဖက်လိုအဲ့လိုမျိုး finery ကိုအရင်နောက်တစ်ခါပါလဲဆိုတော့ finery ကိုခုနလိုဟိုပြောမယ်ဆို တနည်းအားဖြင့်အထင်သေးရတော့မဟုတ်ဘောနော်သူကအထင်ကြီးတဲ့စိတ်တော်ရှိတယ်။နည်းနည်းလေးတော့နော်ဖိုင်သရီရဲ့တစ်ဖက်လူနယ်ကြားအခက်ခဲရနည်းနည်းလေးရှုပ်ထွေးဘယ်လိုရှုပ်ထွေးရလဲဆိုတော့သူကနောက်ပြီးတော့ဖိုင်သရီကိုသူအယမ်းပေါ့နော်ဖော်စီဖာစီပြောချင်တာတကယ်ကြတော့သူကဖိုင်သရီအပေါ်မှာဆရာကြီးလှုပ်ပြီးတော့ပေါ့နော်လွှမ်းမိုးချင်တဲ့ပုံစံမျိုးလေးရှိတာဒါတော့သူကသူ့ကိုဆရာတင်လိုက်နော်ဖိုင်သရီကကြတော့နောက်ကနေပဲ follower လေးလှုပ် အေးဆေးဆေးလေး live ပေါ့နော်အဲ့လိုပုံစံမျိုးလေးသူကကြုံကျင်နေဒါမှမဟုတ်တကယ်ကြုံနေရတဲ့ live ကဘာဖြစ်လဲဆိုတော့ find three ကပို့ပြီးတော့သူ့ကိုလွှမ်းမိုးနိုင်တဲ့ပုံစံမျိုးရိတာမြင်ရတယ် find three ကိုသူ control လုပ်လို့မရဘူးပေါ့နော် find three လေးတွေကတစ်ဖက်လူကိုပို့ပြီးတော့လွှမ်းမိုးခြင်းနဲ့လွှမ်းမိုးနိုင်မှုပို့ရှိတယ်အဲ့တော့ဖုံးကန်ခြင်းမှာဆိုလို့ရှိရင် find three ကပို့မြင့်တာပေါ့နော်တစ်ဖက်လူထပ်ပို့မြင့်နေတာပေါ့အဲ့တော့ cancer တာအရာဖြစ်စေလူကြောင်းဖြစ်စေပေါ့နော်သူကပြန်ပြီးတော့ find three ကို အလျှော့ပေးရတယ်အလျှော့ပေးပြီးဆက်ဆံရတယ်ဆိုတော့ပုံစံမျိုးဖြစ်လာတယ်နော်အဲ့တော့ဘာလဲဆိုတော့တစ်ဖက်လူက binary ကိုခုနလိုကောင်းကောင်းမွန်မွန်ပြည့်ပြည့်စုံစုံနဲ့နော်ဟိုကိုရီးယားကားထဲရလို့ပေါ့နော်ဒီကနေဒီအထိ အကုန်ထည့်လိုက်ဆိုတော့နော်ကောင်းလေးနဲ့ shopping ထွက်တဲ့အခါအဲ့လိုပုံစံမျိုးလို့ဖြစ်နေနော်သူကအဲ့လိုမျိုးတော့ တမိုးကြီးပစ္စည်းတွေစာပြင်အဲ့လိုပေးချင်တယ်ပေါ့နော်ပေးချင်တယ်သူလှုပ်ပေးနိုင်တယ်ဆိုတော့ပါဝါကိုလည်းသူကယူချင်မုံရတယ်လို့ဒီမှာတွေ့ထားတယ်ပေါ့နော်သူလှုပ်ပေးနိုင်တယ်သူထားပေးနိုင်တယ်ပေါ့အဖိုင်3အဲ့ဒီတခုတော့ရှိတယ်နောက်နှစ်ယောက်ကြားမှာရှိတဲ့အခက်ခဲရတော့သူကအဲ့လိုမျိုးပေါ့နော်ကိုလှုပ်ပေးချင်တယ်သူကနေပြီးတော့လှုပ်ပေးလိုက်တာဆိုရဲဂုံသူလိုချင်တာဖြစ်တဲ့အတွက်သူအသေးအတန်တော့ဟိုငွေကြီးဆိုလဲပေါ့နော် ေးတန်လိုက်မယ်အသေးတန်ရှာဖွေမယ်အဲ့လိုမျိုးတော့ဖြစ်လိမ့်မယ်ဆိုတဲ့အခါကျတော့တစ်ဖက်လူကအဲ့လိုအဆန်ရှာတယ်ဆိုလို့ရှိရင်ကိုကဟိုကတော့ဖြစ်တတ်တယ်နည်းနည်းတော့အထီးကျန်တယ်ဗောနော်အဲ့တော့၂ယောက်ကြားမှာရှိတဲ့နောက်ထပ်ပြဿနာတစ်ခုကတော့ဘာလဲဆိုတော့အထီးကျန်ဆန်တဲ့ပြဿနာတစ်ခုတော့ရှိအဲ့တစ်ဖက်လူကသူ့ကိစ္စနဲ့သူဗောနော်အလုပ်တွေရှုံနေတဲ့အခါကျတော့ကိုကိုကဗောနော်နည်းနည်းအထီးကျန်တဲ့ပုံစံမျိုးဗောနော်အဲ့ဒါမျိုးလေးတော့ကြုံရတတ်တယ် တော့သူကိစ္စနဲ့သူသွားနေတော့နော်ဟိုကိုနဲ့နွေးနွေးထွေးထွေးနေဖို့တိတ်ပြီးတော့အချိန်ရှိဘူးပေါ့အဲအဲအဲ့အဲ့ main point မှာအချိန်မရှိတာပေါ့နော်ကိုနဲ့အဲ့လိုမျိုးလက်ပွန်းတတိနေနေဖို့အချိန်မရှိတဲ့ပြဿနာလေးရောရှိတယ်ဒါပဲလူတိုင်းလူတိုင်းကြည့်လိုက်လို့ရှင်တော့ဒါခံစားချက်ကိုတိတ်ပြီးတော့ဦးစားမပေးဘူးဆိုတော့ find the rate အတွက်ကောင်းပါတယ်သွားတော့မရှင်းနဲ့ပေါ့နော်ခံစားချက်ကိုဦးစားမပေးဘူးအုံနောက်နဲ့ရွေးချယ်မယ်ဆိုရင်တော့ကောင်းတယ်ဘာလဲဆိုတော့ တချင်းနေထဲရလို့ပေါ့နော်ရွှေပုံမော်ဆန်ရတယ်ဆိုတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေး ਨੇ တစ်ဖက်လူကပြပြဆောင်ထားကြင်တာဆိုတော့အထီးကျဆန်ကြီးကိုတော့လက်ဆောင်ရတာမျိုးလေးတော့ဖြစ်တတ်တယ်နော်ဒါဆိုလို့ရှင်ဒါက findery လေးတွေအတွက် reading ဖြစ်ပါတယ်အဲ့တော့ find တော့ကုလရဖြစ်ကိုဖတ်ပေးကြပါပြီအလုံးမစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေ next reading မှာပြန်လည်ဆုံးမိကြမှာနော်